င်္ဂလာပါရှင်။စာရေးသူဝဏ္ဏတီရီရေးဖွဲ့ထားသောညီတော်အာနန္ဒာဤတသက်တာမတန်ဒုရယာတွေကိုအပိုင်း53အနေနဲ့တင်ဆက်ပေးပါစီရှင်။ဝေလူဝရွာမှာနောက်ဆုံးဝါကျွန်တော်ဤစိတ်နှလုံးကို ရှင်ပြုံးစေတတ်သောအိုးသူတော်သူမြတ်အပေါင်းတို့ လာချင်းကောင်းသောဖျားရှင်ကိုယ်တော်မြတ်ကြီးနှင့်တကွာတော်ဝကကြီးငယ်တို့ဤကောင်းသောလာချင်းကောင်းသည်ဖုံဖုံတို့ကိုစက်ဆုံခင်း၍လာခဲ့ရာထင်ရှားကြော်ကြသောတော်ဝကကြီးများဤစက်သိန်းခန်းများပါဝင်ခဲ့ပါပြီယခုတပံကျွန်ုပ်ဤအတ္တမကချစ်ခင်လေးစားရသော နောင်တော်မြတ်ဤစက်သိန်းခန်းကိုတင်ပြရပါတော်မူဤစက်သိန်းခန်းကိုတင်ပြရသောကျွန်ုပ်နှင့်တကွာ ကြားနာရသောပရိသတ်များဖို့ဝမ်းမြောက်ဝမ်းသာ ဖြစ်เสียမှရှိပါထို့အတူပင်ဝမ်းနည်းเสียလည်းမရှိပါအရှင်မဟာတာရိပုတ္တရာရှင်တော်မြတ်ကြီးမိကြားတကယ်သို့တံဝေကရယုံမြတာဖြစ်ပါသည်ဘုံတကူအရှင်ဝါကြီးမားတော်မူသောဘုရားရှင်သည်ပင်ကွယ်လွန်ခဲ့ကြပြီတကားဟုတရားချယုံသာရှိပါသည် တို့ရာတွင်ထိုစင်တုံးကကျွန်ုပ်မှာဤသို့တရားချနိုင်စွမ်းမရှိသေးပါချစ်ခင်လေးစားရသော နောင်တော်မြတ်ကို အနီးကပ်ပြုစုလုပ်ကျွေးရန်ကလွယ်၍ဘာကိုမျှစိတ်မဝင်စားခဲ့ပါနောင်တော်မြတ်ဤမျက်နှာတော်ကိုထာဝရစင်ဖူးမြင်ခွင့်ရနေလျင်ပင်ကျွန်ုပ်အတွက် အားလုံးကုန်ပြည့်စုံနေပါပြီဖယားရှင်ထံတော်ပါမှနေပါလျက် ဤမြလောက်တရားနှင့်ဝေးရသလိုဟုပြောလျင်လဲခံရပါလိမ့်မည်။ဖျားရှင်အပေါ်တွေ့တာမှုဖြင့်ကျွန်ုပ်မှာတကယ်ပင်တရားဝေးခဲ့ရသူဖြစ်ပါသည်။ဤအကြောင်းချင်းရာထင်ရှားစေရန်အနည်းငယ်များနောက်ကြောင်းပြန်ရပါအောင်မည်။အခြားခြားသောယဟန်များသည် ခန္ဓာ၅ပါးတရားတို့ဤအနိစ္စဒုက္ခအနတ္တလက္ခဏာများကိုဝိပဿနာခွင့်တင်၍သုံးသက်က အရဟတဘုထိမောင်မှာဝမ်းမြဝမ်းသာလျှောက်ထားကြ၏ထိုပုဂ္ဂိုလ်တို့ကိုအားကြကကျွန်ုပ်လည်းဖျားရှင်ထံတရားတောင်းပါ၏ဖျားရှင်ကလည်းခန္ဓာ၅ပါးကိုအခြေပြုကအနေစာအချက်ဒုက္ခအချက်အနတ္တအချက်တို့ကိုကွက်ကွက်ကွင်းကွင်းမြင်လောက်အောင်ဟောကြားတော်မူပါ၏ဤတရားကိုအခြေပြု၍နောက်အခါတွင်ကျွန်ုပ်ဤအရဟတဘုညာရင့်တန်လာခဲ့ရပါ၏ တို့ရာတွင်ဖျားရှင်တတ်တော်ထင်ရှားရှိစဉ်တုန်းမှာတော့အရဟတ္တဖူဉံကိုမြင်ရခဲ့ပါဤသို့မြင်ခြင်းမှာဟောကြားတော်တရားကအစဉ်အတန်နှိမ့်နေသောကြောင့်မဟုတ်ပါဖျားရှင်ကတရားအမထုတ်ရန်ကန့်ကွက်ထားသောကြောင့်လည်းမဟုတ်ပါတရားတော်နှင့်ပတ်သက်ရင်ဖျားရှင်သည်မိမိကိုရေးကိုယ်တာကိစ္စထက်ပင် အလေးထားတော်မူပေသည်။ဖျားရှင်ကတရားရေးအလေးထားပါလျက် ကျွန်ုပ်တရားမရသည်မှာကျွန်ုပ်ဤတွေ့တာစိတ်ကြောင့်သာဖြစ်ပါသည်ယဟန္တာဖြစ်နိုင်လောက်သောတရားကိုကြားနာပြီးနောက်ကျွန်ုပ်သည် သူများဤသူတည်တပင်ရင်ဝါတယုံအောက်သွားရောက်၍တရားအထုတ်ပါ၏နှလုံးသွင်းပါ၏သို့သောတရားကကျွန်ုပ်ဤနှလုံးထဲမှာကြကြမနေပါခြင်းဒီကြိမ်ကြိမ်မြပေါ်လာပြီးပျောက်ဆုံးသွား၏ ဖះရှင်ကိုပြုစုလိုကြွေးရအောင်မှာပါကလားဟူသောကြောင့်ကြစိတ်ကနှင်းထုတ်လိုက်သောကြောင့်ဖြစ်ပေသည်အနိကပြုစုလိုကြွေးလာရသဖြင့်ရှင်တော်မြတ်ဤရုပ်ခန္ဓာ၌ဇရာလက္ခဏာများတစတစထင်ရှားလာသည်ကိုကျွန်ုပ်သတိပြုမိပါ၏အလံအကြွအထအထိုင်းတို့၌နှေးကွေးလေးလံလာသည်ကိုတွေ့လာရပါ၏တတ်တော်80အရွယ်ပိုင်းတွင်ဤသို့ဖြစ်လာရမည်သား ူများတွေဆိုရင်စံဖြူသွားကြိုးအိုမင်းရွတ်တော်ကြီးတွေ ဖြစ်ကုန်ကြပါပြီ။ဘုရားရှင်မာကတတ်တော်ရလာတော့ကြောင့်သာအိုလာသည်ဆိုရ၏။အိုလာတော်လဲရွန်ရှာဆက်ဆုပ်ဖွယ်လုံးဝမရှိပါ။ကိုအမှုအရာနှုတ်အမှုအရာလုံးဝမချွတ်ရင်သေးပါ။အိုတော်လဲအိုလှသည်ဟုဆိုရပါမည်။အရွယ်တော်အိုမင်းလာလျက်ကပင် ညညိုးပွဲရာမျက်နှိုးပွဲရာ ဖြစ်နေပါသေးသည်ဤသို့ဖြစ်ရသည်မှာအကြောင်းနှမျိုးကြောင့်ဖြစ်နိုင်ပါသည် ပထမအကြောင်းမှာကိုရောမျက်ဤရုပ်ခန္ဓာထူးထူးခြားခြားကြီးမားကြံ့ခိုင်မှုဖြစ်၏ထို့ကြောင့်ပင်ချင်းသေးကြီးများနွားလာဥဒ္ဓဖာကြီးများနှင့်ပမာပြုကနရတိဟနရပုံကဝါဟုခေါ်ဝေါ်ခဲ့ကြ၏ ကြကြရရာထွားကျိုင်းတာမမှုကိုဂုံပြူကြခြင်းဖြစ်၏။ယောက်ျားမြတ်အာဇာနီပိတပုံကို ဖော်ကျိုးကြခြင်းဖြစ်၏။ဤသဒနာတော်ကြီးဤမြလောက်ပြန့်ပွားလာရာတွင်ဤသို့သောရုပ်လက္ခဏာကလည်းအရေးပါသောအကြောင်းတစ်ခုဖြစ်ပါပေသည်။ဖူးရမြင်ရယုံနှင့်လေးလေးစားစားအကိုရမီပုံကိုမှန်တည်၍လူဒန်းစားပေါင်းစုံ ခုဝင်လာကြခြင်းဖြစ်ပေသည်။ ဤသို့သောအခြေခံတွင် အစားအသောက်အနေအထိုင်တင့်တင့်မြတ်တာမူဖလတမဘတ်ဝင်စားမှုများကလည်းအထောက်အကူပြုကြပါသေး၏ထို့ကြောင့်မင်းဖျားရှင်မှာအနာရောဂါနေ၏အိယာတဲ့လဲနေလောက်အောင်ဖျားနာခဲ့မှုသည်ပင်မရှိတခါတခါလေနာထတဲ့ချင်းအထိုင်များလျင်ခါနာတဲ့ချင်းတို့လောက်သာရှိ၏ဤသို့သောအခြေအနေဖြင့်အသက်တရာအနာမရှိ တကယ်တည်းကျမ်းမာစွာဖြင့်ဖူးမြင်ခွင့်ရနိုင်ပါလိမ့်မည်။ကျွန်ုပ်လည်းထိုအချိန်ထိပြုစုနိုင်စွာရှိပါလိမ့်ဦးမည်။တို့ရာတွင်နောင်တော်မြတ်ဤရုပ်ခန္ဓာသည်ကျွန်ုပ်တောင်းတချက်ကိုမဖြစ်စီတော့ပါ။မိမိဤယာနုံးပြည့်လွတ်မြောက်ရေးကိုနှောက်နှေးခံကားဤမြလောက်တွေ့တာနေပါလျက်အတွေ့အကြာမခံတော့ပါ။အမ္မပါဠိဤတရက်ဥယင်မတစင်ဝေလူဝရွာတို့အရောက်တွင် ဝါဆိုရဲ့ကြောက်လာ၏ဤရွာငယ်ကလေးကတဲချောင်းကလေးမှာဖះရှင်နှင်ကျွန်ုပ်နှစ်ပါးတဲဝါဆိုရ၏ထိုဝါတွင်က ထိုချောင်းကလေးမှာပင်နှလုံးကြည်ကွဲဝမ်းနည်းစရာကိစ္စကြီးနှင်ကြုံရပါတော့သည်။ထွားချင်းတံမာ၍အာဇာနီပိသလာသောကိုခန္ဓာသည်ဝမ်းတက်သောယောဂါကြောင့်ချုံချုံကြွ၍သွား၏။ရှိရှိသမျှအသွေးသားများသည် ဝမ်းအဖြစ်ဖြင့်ဒရဟောဆင်းသက်သွားကြ၏။ကောင်းတို့ရာရာဆက်ကဲ့သောအစာအဟာရတို့သည်၎င်းတက်သည်များမှတ်သည်များကုသတတ်ကြွေးသောစေဝါများသည်၎င်းချောင်းရင်ထဲမှတုံချလိုက်ရတကယ်တို့သာဖြစ်နေ၏။ရဇဂျိုမှထွက်လာစဉ်က အတူလိုက်ပါလာသောယဟန်များသည်ဝေဒာလီပပတ်လေရှိကြောင်းများမှာတွား၍ဝါဆိုကြရ၏မိမိနှင့်အတိအကျွမ်းရှိရာသို့ချင်းကပ်ကြရ၏ ဤဝေလူဝရွာကလေး၌ចောင်းកានတိုက်တာជីជីမမမရှိပေယဟန်အလုံးအတွက်စွန်ဘောစင်မျှတတ်အောင်မရနိုင်ပေထို့ကြောင့်အဆစအရာရာပြည့်စုံရသို့ဖျားရှင်ကဆေလွတ်ထားခဲ့ရခြင်းဖြစ်၏ဤသို့ဆိုရင်အခြားသောမြို့ရွာများတီအောင်ကအဘဲเจ้าမလွတ်ပါသည်နည်းမလွတ်ထိုက်သောအကြောင်းရှိ၍သာ ဖြစ်ပါလိမ့်မည်ဒီတုန်းက ဤဝါသည် နောက်ဆုံးဝါဖြစ်လိမ့်မည်ဟုကျွန်ုပ်သဘောမပေါက်ခဲ့သေးပါစွန်ကိစ္စစိတ်ကိစ္စများရှိနေ၍သာကျွန်ုပ်သည်ရွာထဲသို့ သွားနေရ၏သင်ငန်းများဖို့လျှော်ရန်ရှိနေ၍သာ ကျွန်ုပ်သည်ရေတွင်းရှိရာသို့သွားခဲ့ရ၏ကျွန်ုပ်စိတ်ကတော့ဖះရှင်စီမှသာရှိနေပေသည်တခြားမှာသွားเสียမရှိပါကဖះရှင်ခြေတော်ရင်းသားမှထိုင်ရင်သင်ငန်းများကိုချုပ်နေမိ၏ ျွန်ုပ်သင်္ကန်းများကို ချုပ်ရာတွင်တစ်ဖက်အဆကို ခြေဖြင့်နင်း၍တင်းတင်းပါအောင်ဒူးနှင်တဲတာကမိမိဘာသာချုပ်နေကြဖြစ်၏ယဟန်တို့၏သင်္ကန်းကို မကရလဲခွင်းများကို နမူနာထား၍ချုပ်နိုင်ရန်ကျွန်ုပ်ကပင်စီမံပေးခဲ့ရ၏တို့ဖြစ်၍ကျွန်ုပ်သည် အချုပ်အလုံးဝါသနာပါပါသည် လုံနေကြမှုကျွမ်းကျင်နေပါသည်ဖျားရှင်ဤသင်္ကန်းများကိုချုပ်ကြစို့ဆိုလျင်က ကျွန်ုပ်ညံစွမ်းရှိသည်မယလက်စွမ်းရှိသည်မယအလှပါဆုံးအသေးသက်ဆုံးဖြစ်အောင် ချုပ်လို့ပေးခဲ့ပါသည်ဖရာရှင်ဤသင်္ကန်းများကိုချုပ်ရာတွင် ရိုသေလေးစားသောအဖြစ်တစ်ဖက်အဆကိုခြေထောက်ဖြင့်နင်းထားပြီးမချုပ်ခဲ့ပါယဟန်တပါပါသို့မဟုတ်တာမဏိတပါပါကို အကင်ခန်း၍ဖြစ်စေတိုင်တစ်ခုခုမှာတွယ်ချဲ့၍ဖြစ်စေချုပ်လို့ခဲ့ပါသည်တို့ရာတွင် ထိုအရင်းမာတို့ကမူတကြိမ်တစ်ခါမျှမပြုတ်ခဲ့ဘူးသော အမှုကို ပြုတ်ခဲ့ရပါသည် အဖော်ယဟန်းကလည်းမရှိရွာတဲကဒါရက်ကဒါရိတ်ကာမများကိုလည်းအခုအညီမခေါ်လို့တွေ့စရာချိတ်စရာကလည်းကာယံတသိမရှိသဖြင့်ဖယားရှင်ဤမူရခံတင်ငန်းကို ချုပ်ရာတွင်တစ်ဖက်အနာကို ခြေတော့ဖြင့်နင်းဖိထားခဲ့ရပါသည်တသက်နှင့်တကိုဤတကြိမ်သာ ပြုတ်ခဲ့မိသော အမှုကို ကျွန်ုပ်သည်အမတ်တမဲ့သာပြုမိခဲ့ခြင်း ဖြစ်ပါသည်။ဖျားရှင်ဤဝန်ကိစ္စပေါ်ပေါက်လာလျင်အယံသိမ့်ဖြစ်နေစေရန်စိတ်ဆောနေမိ၍သာဖြစ်၏။တို့ရတွင်ဤကိစ္စကိုတစ်ဖက်သောအဖိုးမှ ရှုမြင်ကြရသောပုဂ္ဂိုလ်ကြီးများလည်းရှိနေသဖြင့်ဤကိစ္စနှင့်ပတ်သက်၍ကျွန်ုပ်အကြက်အတဲတွေးခဲ့ရပုံကိုသက်ဆိုင်ရာအခန်းကြားမှဆက်လက်၍တင်ပြပါအောင်မည်။ ခြေတော်ရင်းမှထိုင်ရင်တတလာနိုးလာနိုးနှင်းမြုပ်ခုခဲ့ရတော့လေမျောရကျိုးမနှက်ပါခြင်းဖြစ်လာသည့်အချိန်မှစ၍ယောဂဝေဒနာများကတတသည်ဟူ၍မရှိပါတိုးမြဲတိုင်းသာတိုးနေ၏တော်ယုံတန်ယုံပုဂ္ဂိုလ်မျိုးဆိုရင်ဤယောဂာနှင့်အသက်ပါသွားနိုင်၏ဖျားရှင်ကတော့ဆိုးရွားလာသောဝေဒနာများအတွက်တစ်ချက်လေးမျှမတွန့်ပါခြင်း ညီးတွားခြင်းလည်းမရှိပါခြင်းမလွတ်သာဇွတ်ခွာ၍မရနိုင်သောဝိပါကဝတ္တရားကြီးကိုတည်ကြည်စွာငြိမ်သက်စွာတိခံလျက်သာရှိပေသည်ဤသို့ပြုစုလိုကြွေးရင်ရက်ပေါင်းမြင့်ကြလာသည်မမှတ်မိပါရက်ကိုအသာထား၍တခါတရံအရက်မျက်နာတော်များမခွဲခြားမိပါတရားဒေသနာတော်များကိုလည်းတင်ယူလိုစိတ်ရွတ်ဘက်လိုစိတ်မရှိတော့ပါ ကျွန်တော်ဤစိတ်အစဉ်ဝေးဖះရှင်ဤယောဂဝေဒနာများကဖြစ်စည်းလျက်ရှိယောဂဒံကိုဖះရှင်က ကိုယ်ခန္ဓာဖြင့်ခံစား၍ကျွန်ုပ်ကစိတ်ဖြင့်ခံစားနေသည်ဟုဆိုရပါတော့မည်မသက်တာသောယောဂဝေဒနာများတွင်မသက်မသာခံစားရစဉ်တွင်တတရာလေးတစ်ခွက်ကရှိနေပါ၏ထိုတစ်ခွက်ကအခြားမဟုတ်ပါ ယဟန်တန်ကများတော့နောက်ဆုံးစကားမှမမကြားရသေးပေဖះရှင်ပြိနေပံပြုတော်မူအုံးမီမဟုတ်ဟူသည်ပင်ဖြစ်ပါ၏ကျွန်ုပ်တွေးမိသည့်အတိုင်းပင်ဖះရှင်သည်တစတစနှင့်နလန်ထတော်မူလာ၏ရဇဂျူမာလိုတမားတော်ဇီဝကကလည်းမရှိချူချူချာချာအစွမ်းထက်သောစေဝါများလည်းမရပါပဲလျက်နလန်ထလာနိုင်ခြင်းကိုကျွန်ုပ်အံ့ဩမိပါ၏ ကျွန်ုပ်အတွေ့အကြုံအရဤမြလောက်အခြေအနေဆိုးနေသောလူနာမန်လင်နလန်မထနိုင်ကြတော့ပါယခုထူးထူးခြားခြားဖះရှင် နလန်ထလာတော်မူခြင်းမှာဖလတမဘက်စွမ်းရည်ကြောင့်ပင်ဖြစ်ပါလိမ့်မည်ဒီခန္ဓာကြီးကိုအတုံးချရန်ကိစ္စရှိနေသေး၍ဇီဝိတ္တန္တရီပြတ်မသွားစေရန်ဖလတမဘက်ဝင်စားထား၍သာဖြစ်ပါလိမ့်မည် ရာသီဥတုမျှတတာရသောတညက်နေတွင်ဘုရားရှင်သည်ကျောင်းအပြင်သို့ထွက်တော်မူ၏။ဤရွာမှာဝါဆိုပြီးကလေးကပထမဦးစွာကျောင်းထဲမှထွက်တော်မူခြင်းပင်ဖြစ်၏။အားနည်းနေသေးသောခြေတော်များကိုတလန်းချင်းတရွေ့ချင်းလှမ်းလျက်ထွက်တော်မူကခင်ထားသောနေရာတွင်ထိုင်တော်မူ၏။ကျောင်းရိပ်ကညညာသောကြောက်ပြာထက်တွင်ဖျားရှင်ထိုင်ရန်ကျွန်ုပ်ကအရန်သင့်ခင်ပေးထားပြီးဖြစ်ပါသည်။ ထနိုင်ထိုင်နိုင်ဖြစ်လာတော့ဖယားရှင်ကိုဖူးမြင်ရသည့်အတွက်ကျွန်ုပ်ဝမ်းမြောက်လာပါသည် ဝမ်းမြောက်မှုကိုတိုင်းတာရန်ပင်ခတ်လာပါသည်ယောဂပြင်းထန်စဉ်ကဝမ်းနေရသည်နှင့်အမျှဝမ်းသာရသည်ဟုသာဆိုရပါတော့မည်အရှင်ဖယားတပည့်တော်သည် ကိုတော်မြတ်၏ချမ်းသာခြင်းကိုဖူးမြင်ရပါပြီကျမ်းမာခြင်းကိုဖူးမြင်ရပါပြီသို့တော့ ကိုတော့လေးလံနေသေးသလိုလိုရှိနေပါသေးသည်။ဖုရားရှင်နာမကျန်းရှိနေသည့်အတွက်ပြပြတော်မှာတရားဘာဝနာတို့ကိုမရှုမြင်နိုင်တော့ပါ။အယက်မျက်နာတို့ကိုတော့မှမခွင့်ချားနိုင်တော့ပါ။ပြပြတော်စိတ်သက်သာခွင့်ကလေးရနေသည်မှာယဟန်တန်ခါများတွင်နောက်ဆုံးစကားမှမကြားရသေးပေ။ဖုရားရှင်ပြိဋိဘံပြုဦးမည်မဟုတ်ဟုသော အတွေးပင်ဖြစ်ပါသည်ဖုရား။ ဖះရှင်ကိုညှတာသောအပြင်စောစောကမလျှောက်ထားခဲ့ရလေသမျှယခုမှအတိုးချ၍အာဘတရားလျှောက်ထားရပါတော့သည် ကျွန်ုပ်ဘက်ကအာဘတရားရှိပါတော့လေဖះရှင်ကတော့ပုံမှန်အတိုင်းသာရှိပြီသည်အာနန္ဒာယဟန်တန်ကသည်အဘယ်ကြောင့်ငါဖះကို တောင့်တနေရပါသနည်းငါဖះသည် ပုပ်ကိုကိုလေ အတွင်းအပြင်မထားပဲတရားကိုလည်းအတွင်းအပြင်မထားပဲသိစရာတရားဟုသူများဟောပြခဲ့ပြီငါဖျားမှာဆရာစားခြံသာတော့တရားဟု၍မရှိပေကျွန်ုပ်နင်းမှနှစ်ပါးတည်းရှိတော်လေယဟန်အလုံးအတွက်ရည်ညွှန်း၍မိန့်တော်မူလိုက်ပါ၏ရှိရှိသည်များယဟန်အလုံးကလည်းဖျားရှင် အသက်တရားအနာမရှိပဲ တည်တက်စေခြင်းသောကြောင့်ဖြစ်ပါ၏အပြင်အပကဂိုင်းစရာကြီးများသည် သူတို့သတ်မှတ်ထားသောတရားများကိုတသက်လုံးဟောလာကြတော်လဲအရေးကြီးဆုံးလျှို့ဝှက်ချက်ကိုကဆရာစာခြံထားကြ၏တေဂာနိကြမှာအရင်နည်းဆုံးတပြည့်အားပြောပြသွားကြ၏ဖယားရှင်မာကဤကဲ့သို့လျှို့ဝှက်စွာချွင်ချန်ထားသောတရားဟူ၍မရှိပါခြင်း အာနန္ဒာငါသာလျင်ယဟန်တန်ဃာကိုဥဆောင်မည်ငါကိုသာလျင်ယဟန်တန်ဃာကထာဝစဉ်အားကိုးနေရမည်ဟုအယူအဆရှိသောသူသည်သာယဟန်တန်ဃာအတွက်တစုံတရာမှားကြားနေရ၏ငါဖျားမှာကဤကဲ့သို့အဆွဲလန်းလုံးဝမရှိတော့ခြင်းထို့ကြောင့်ထိုကဲ့သို့သောငါဖျားသည်ယဟန်တန်ဃာနှင့်ပတ်သက်၍ တစုံတရာမှားချနေပါအောင်တော့မည်လားဆွေယူမှုမရှိတော့တော့တစုံတရာမှားချရန်မရှိကြောင်းမိန့်တော်မူရမှာမိမိကိုယ်တော်တိုင်ချမ်းသာခဲ့ပုံကိုဤသို့မိန့်ကြားတော်မူပါ၏အာနန္ဒာယခုအခါငါဒီကအိုမီမစွမ်းရှိကြပြီခဏခဏလက်အိုကြီးကိုဟိုမာဒီမာချီတုပ်ပြီး အသုံးပြုရသည်နှင့်တူချေပြီအသက်80အရွယ်သို့ရောက်ခဲ့ပြီအာနန္ဒာအကျဉ်းခါတွင် အလုံးစုံသောအယိတ်နမိတ်တို့ကိုနှလုံးမသွင်းမူ၍လောကီဝေဒနာတို့ချုပ်ငင်းခြင်းကြောင့်ဖြစ်သောစိတ်ဤတည်ကြည်ခြင်းသို့ကပ်ရောက်၏တို့အခါငါဖျားဤကိုယ်တော်သည် အလွန်တရာချမ်းသာလာ၏အာနန္ဒာ ထို့ကြောင့်မိမိကိုယ်ကို ထောက်တည်ရာကျွန်းသဖွယ်ပြုကြကုန်နော်ကိုးကွယ်ကြကုန်နော်တရားကိုထောက်တည်ရာကျွန်းသဖွယ်ပြုကြကုန်နော်ကိုးကွယ်ကြကုန်နော်တခြားပါကိုမြမကိုးကွယ်ကြကုန်လင်ပုဂ္ဂိုလ်ကိုးကွယ်မှုထက်တရားရေးရာကိုးကွယ်ရေးကို အလေးထားရန်မင်းကြတော်မူလက်ချင်းဖြစ်ပေသည် နလန်ထစာမို့ ူတို့သက်သာဟောကြားခဲ့သောဤရချက်သည် သာသနာတော်ကြီးတစ်ခုလုံးအတွက်အရေးအပါဆုံးပါပေသည်နားဆင်အားပေးကြတဲ့မောင်နှမများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်ကျေးဇူးတို့အပိုင်း၄၄မှာပြန်လည်ဆုံတွေ့ကြမယ်နော်